င်းသားလက်နက်ကိုင်မဟာမိတ်9ဖွဲ့နဲ့ဖွဲ့စည်းထားတဲ့ပြည်သူ့နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FENCC အဖွဲ့ဝင်တို့ဟာအနာသိစစ်တပ်ကပြုလုပ်မဲ့ NCA နှစ်ပတ်လည်အခမ်းအနားကိုဟန်ပြဖြစ်တာတက်မှာဖြစ်တယ်လို့ AOR ကိုပြောပါတယ်။အနာသိစစ်တပ်ဟာတနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲသဘောတူစာချုပ် NCA ၁၀နှစ်ပြည့်နှစ်ပတ်လည်နေ့ဖွင့်ပွဲအခမ်းအနားနဲ့ အလို့ယုံဆွေးနွေးပွဲကိုနေပြည်တော်မြန်မာအသီးပီဆိုင်ရာကွန်ဗင်းရှင်းဘဟုဌာနတက် MICC ဝမ်းမှာအော်တိုဘာလ15ရက်နေ့ကနေ18ရက်နေ့အထိကျင်းပပြုလုပ်ဖို့ပြင်ဆင်ထားတာဖြစ်ပါတယ်။တရုတ်မြန်မာနယ်စပ်မှာအခြေစိုက်ထားတဲ့ FVNCC အဖွဲ့ဝင်တွေဖြစ်တဲ့ဝါပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် NDA နဲ့ရှမ်းပြည်တိုးတက်ရေးပါတီ SFPB တို့အနေနဲ့ဖွင့်ပွဲကိုသာတက်ရောက်မှာဖြစ်ပြီးနောက်ဆက်တွဲဆွေးနွေးပွဲတွေကိုတက်မှာမဟုတ်ဘူးလို့ပြောပါရယ်။ ကျွန်တော်တို့တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရင်းနဲ့ငင်းငင်းရေးကိုမကန့်ကွက်ဘူးဆိုတဲ့ message တစ်ခုပါပဲသူတို့လောက်တာကိုထောက်ခံတဲ့အနေအထားမျိုးအဲ့လိုတော့မဟုတ်ပါဘူးညှနာလာပြတဲ့အနေအထားပါပဲ UWSA NDA နဲ့ SSPB တို့ကို NCA ဆယ်နှစ်ပြည့်နှစ်ပတ်လည်နေ့ဖွင့်ပွဲအခမ်းအနားနဲ့အလို့ယုံဆွေးနွေးပွဲကိုတက်ရောက်ဖို့အတွက်ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကိုတိုင်လက်မှတ်ရေးထိုးပြီးနှစ်ပတ်လည်နေ့အခမ်းအနားကျင်းပရေးဦးစီးကော်မတီကစက်တင်ဘာလ22ရက်နေ့ရက်စွဲနဲ့ဖိတ်ကြားထားတာကိုတွေ့ရပါတယ် FBNCC အဖွဲ့ဝင်တွေအနေနဲ့စစ်တပ်ကလုံမဲ့ NCA နှစ်ပတ်လည်ပွဲကိုတက်ရောက်တာဟာနောက်ွယ်ကတရုတ်ရဲ့ဖိအားကြောင့်သာဖြစ်မယ်လို့စစ်ရေးနိုင်ငံရေးလေလာသုံးသပ်သူတွေကမှတ်ချက်ပြုပါတယ်။ဖွင့်ပွဲတက်ရောက်မဲ့ FBNCC အဖွဲ့တွေအနေနဲ့လည်းဖွင့်ပွဲသာမကပဲအလုံယုံဆွေးနွေးပွဲတိုင်းဒေသခေါင်းဆောင်တွေနဲ့တွေ့ဆုံပွဲစတဲ့ခေါင်းစဉ်တွေတက်ပြီးစစ်တပ်ရဲ့အမျက်ထုတ်ခံကြရမှာကိုစိုးရိမ်တယ်လို့လူထုအထင်မြင်လွဲမှာကိုလည်းစိုးရိမ်တယ်လို့တက်ရောက်မဲ့အဖွဲ့တချို့ဘက်က AOR ကိုပြောပါတယ်။ သူတို့စစ်တပ်ကဟိုအကြောင်းပြဒီအကြောင်းပြနဲ့လူရဆွဲတာတို့အကြက်ကင်တာတို့လုပ်တတ်တယ်လေကျွန်တော်တို့ကဖွင့်ပွဲနေပဲတက်မှာကြံတဲ့အလုံယုံဆွေးနွေးပွဲတွေဘာတွေတက်မှာမဟုတ်ဘူး NCA နှစ်ပတ်လည်ပွဲအခမ်းအနားနဲ့အလုံယုံဆွေးနွေးပွဲကိုစစ်တပ်နဲ့ထိဆက်ဆွေးနွေးမှုတွေဆက်လက်လှုပ်ဆောင်နေကြတဲ့အပြည့်ရဲ့ 7EO Alliance အဖွဲ့ဝင်တွေကတော့နေပြည်တော်ကိုတွားနေကြပြီဖြစ်တယ်လို့ကာယကံရှင်တွေကိုယ်တိုင်က AR ကိုပြောပါတယ် NCA သဘောတူစာချုပ်ကို KNY မျိုးသားစည်းရုံး KNU ရှမ်းပြည်ပြည်လဲထူထောင်ရေးကောင်စီ RCSS KNY ငင်းချမ်းရေးကောင်စီ KNU KNLPC ဒီမိုကရေစီအကျိုးပြုကင်တက်မတော် DKBA မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ချင်းမျိုးသားတပ်ဦး CNF ရခိုင်ပြည်လူမျိုးရေးပါတီ ANP ပအိုးမျိုးသားလူမျိုးရေးအဖွဲ့ချုပ် PNL တို့က2015ခုနှစ်အော်တိုဘာလ15ရက်နေ့မှာလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ် မွန်ပြည်သက်ပါတီ MLSP နဲ့လာအိုဒီမိုကရက်တစ်အစီအရော NDU တို့ကတော့မျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NND အစိုးရလက်ထက်2018ခုနှစ်ဖေဖော်ဝါရီလ23ရက်နေ့မှာလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။စုစုပေါင်း NCA စာချုပ်မှာသဘောတူလက်မှတ်ရေးထိုးထားတဲ့တိုင်းဒေသနဲ့ကိုင်အဖွဲ့အစည်းပေါင်း10ဖွဲ့ရှိပေမဲ့2021ခုနှစ်စစ်တပ်ကအာဏာသိမ်းလိုက်ချိန်မှာတော့ KNU, ABSDF နဲ့ CNF တို့က NCA ပြည်ပြောင်းချိန်ညာပြီးစစ်တပ်ကိုပြန်တိုက်ခဲ့ကြပါတယ်။